အားလုံးတို့သားလေးဆိုပါကျွန်တော်ရဲ့ APRR ခင်မြန်မာကျူးရှင်လေးကနေနေ့တွေ့စွာပြန်လေးကြိုဆိုလိုက်ပါတယ်ကုလသမဂ္ဂစင်မြင့်ထက်ကတရုတ်တပုထာနဲ့အေရဲ့ job view တက်ွေအဆုံးဖြတ်ပါရီဖြစ်လာမလဲဒီကနေ့တင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေအရေးဆွေးနွေးရမှာမြေမြေခန့်အေကပါပါဝင်ရမယ်အေနဲ့အာဆက်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 ရမယ်ဆိုတော့အမေရိကန်အနောက်အစုရဲ့တပုထာတစ်ခုကိုတရင်မှာဖတ်ရှုရပါတယ် ရောဟင်ဂျာမွတ်စလင်တွေနေရပြန်ပေါ်ရေးဆွေးနွေးမှုတွေမှာရခိုင်တပြည်လုံးနှိပါကိုထိန်းချုပ်ထားတဲ့အာရခတ်တော်အေးနှစ်ပါထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ဇွန်လစေရင်တွေကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလို့တဘောဆွေးနွေးပွဲမှာအမေရိကန်ဖက်ကတိုက်တွန်းလိုက်ပါတယ်အဲ့ဒီအလို့တဘောဆွေးနွေးပွဲမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ်ဂျူလီဘက်ရှော့က ပြမကပဋိပက္ခတွေနဲ့အခြားသားတွေရဲ့လူသားချင်းစာနာထားတာမို့အကူအညီတွေလိုအပ်နေကြောင်းသူ့ရဲ့တွေ့ရှိချက်တချို့ကိုတင်ပြခဲ့ပြီးတဲ့နောက်အဖွဲ့ဝင်နိုင်ငံတွေကပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။တရုတ်ကိုယ်စားလှယ်ဆန်လင်ကတော့ ရိုဟင်ဂျာတွေနေရပြန်ရေးမှာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကအထူးကဆွေးနွေးဖို့လိုတာဖြစ်ပြီးတရုတ်အနေနဲ့လည်းတန်တမန်ရေးရာနှစ်ဖက်စလုံးကိုကူညီဆောင်ရွက်ပေးနေတယ်လို့ဝန်ရဆွေးနွေးခဲ့တာတွေ့ရပါတယ်။ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေအခြေဆွေးနွေးရမှာနေမြေခံအေကပါပါဝင်ရမယ်။အေနဲ့ပါဆက်ဆံရမယ်ဆိုတဲ့သဘောထားကိုတရုတ်ကတန်တမန်ရေးရာဆန့်ကျင်ကန့်ကွက်တာကိုမြင်တွေ့ရပါတယ်။တရုတ်သဘောထားကသဘောမတူဘူးဆိုတဲ့သဘောကိုလည်းသက်ရောက်နေပါတယ်အထူးအဖြင့် AAS စစ်ပွဲအနိုင်ပိန်းထားတာကိုတရုတ်ကအသိမှန်မပြုသေးဘူးဆိုတဲ့သဘောထားလို့စွန်နေပါတယ်။တရုတ်ပြည်သူချက်ကဘင်္ဂလားဒေ့ရှ်နဲ့ဆကဆမြန်မာအစိုးရတို့ government to government ဆက်ဆံပြီးရိုဟင်ဂျာမွတ်စလင်အရေးကိုဖြေရှင်းရမယ်ဆိုတဲ့ရိုးချင်းတဲ့အထင်ကရပ်ပြတာလေးမှန်ကန်ပေမဲ့ အခြားတစ်ဖက်မှာဘင်္ဂလားဒေ့ရှ်နေဇတ်နေဇတ်တစ်ခုလုံးကိုထရင်သိမ့်ပိတ်ထိန်ချုပ်ထားတဲ့အေရဲ့အရေးပါမှုကိုတရုတ်ကမြစ်ကွေပြုနေစေဆိုတဲ့သဘောကိုလည်းရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရပါတယ်။ဒီတော့တရုတ်ကအေကိုဘေချိန်ဘေကာလခိတ်တန်လာမှအတိမတ်ပြုလာနိုင်ပါမလဲ။လက်ရှိကြော့ဖြူတိတ်ဝေးကလည်းကုလသမဂ္ဂအထွေထွေညီလာခံနဲ့တိတ်တိတ်ဆင်ဆင်ဖြစ်ပေါ်နေတာပါ။အေကကြော့ဖြူကိုအလုံးစုံတိတ်ခိတ်သိမ့်ပိတ်နေရင်တော့တရုတ်နေတန်တမျိုးပြောင်းလဲလာမလားလို့ တုံ့တက်မှုတွေရှိပါတယ်အေရဲ့အရေးပါမှုကိုတရုတ်ကကြောက်ဖြူတပ်ပွဲနဲ့အဆုံးဖြတ်ပေးလာမလားဆိုတာစိတ်ဝင်စားစရာပဲဖြစ်ပါတယ်ရိုဟင်ဂျာမွတ်စလင်အရေးကိုဖြည့်ရှင်းရမှာအေအေပါဝင်စရာမလို့အေအေကိုစစ်ဆန် ထစ်သွင်းစဉ်းစားစရာမလိုဆိုတဲ့တရုတ်ရဲ့ရည်ရည်ချက်ကကြောက်ဖြူတိတ်ပွေးအဆုံးဖြတ်နေအတူလေတံပြောင်းလာမလားဆိုတာဆစ်လက်စွန်ကြည့်စားဖို့လိုအပ်နေပါတယ်။တရုတ်ဆိုတာကလေသူတို့အကျိုးစီးပွားတည်ရှိတဲ့နေရာဆိုရင်နိုင်မြင့်ကိုကြည်လွန်တတ်တဲ့သဘောရှိပါတယ်။ဆိုတော့တရုတ်အစိုးရရဲ့ရည်ရည်ချက်ကတော့နိုင်ငံတကာစာမျက်နှာတွေမှာနိုင်ငံတကာမျက်နှာစာတွေမှာတော့စစ်ကောင်စီဘက်ကအထည်လေးရည်တည်နေပါတယ်။လက်ရှိကြောက်ဖြူတိတ်ပွေးအဆုံးဖြတ်ဟာတရုတ်ရဲ့ပြောင်းမှုတရုတ်ရဲ့ မူဝါဒတွေကိုပြောင်းလဲလာနိုင်မလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးကြကြတယ်ကြည့်ရှုပေးကြကြတယ်ကျွန်တော်အရခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဒေကင်ကျမ်းမာကြပါစေခင်ဗျာ